ရူးမြေရှိဗလင်းမြို့တဲ့ကောင်းကူညာနာရပ်ကွက်မှာတည်ရှိတဲ့တက်တော်မှုသောကံကူစီတော်ကိုဖောက်ရောက်ပြုမြောက်ပါလေဖြစ်ပါတယ်။နောက်ပါတော့တရားမှုသောဘုရား National င်တန်လင်းကနေဝင်ပြီးစီးပြီးမလဲလန်းတို့မှတိုင်မှာဆင်းလာတယ်။အမှတ်တိုင်ကလည်းဆရာရုပ်ကိုနှမိုင်ကတော့ရမှာဆိုတော့ဆိုင်ငယ်ကလေးတော့နားလိုက်ရပါလေ။အသွားကြီးတွေကလေးက2000ပြလိုက်ရပါလေ။ဆီလေးတွေကလည်းရောက်ပြီးတော့ကျင်းနေဆိုရင်တော့ရေမုံဘက်ကလာမယ်ဆိုလို့ရှိရင်ငုံမီကဝေးဝေးဝင်းရှိရဲ့အမှတ်၃လမ်းအတိုင်းဆင်းလာရမှာဖြစ်ပြီးပလဲရုပ်တွေပလဲလန်းစုံမှတိုင်အကြီးရှိဗန္ဓမာလန်းအတိုင်းဝင်လာရမှာဖြစ်ပါတယ်။ဗန္ဓမာလန်းရဲ့ရောက်ရင်တရုံမူရောကဲကူဒီဒီတော်တို့ဆိုသည်ရောင်းရဆိုင်လို့များ တုံမြန်များမှာတွေ့မြင်ရနိုင်တဲ့အတွက်ဇာတ်ကိုလွယ်တူပဲလာရောက်ကုန်တော်လို့ရနိုင်ပါလေ င်ငယ်နဲ့9မိနစ်ခန့်စီးပြီးနောက်တက်တော်မူရောကန့်ကူစီရီတို့ကိုရောက်ခဲ့ပါတယ်။နာမည်ကျောက်ပါတယ်။အခုမြည်ပြရတယ်လို့အမတ်တရလက်ဆောင်ပစ္စည်းအကြောင်းဆိုင်တွေမုံဆိုင်တွေနဲ့စီစီကားကားရှိနေပါတယ်။ဘာနဲ့လာရောက်မှုမျိုးကြမ်းနဲ့ပြည်အောင်ဧည့်သည်များအတွက်လည်းကားပါကင်းလေးကြေကြေဝန်းရှိရဖို့တွေ့ရပါတယ်။ giá liệu bây giờ cả những người gia đình nhà cung cửa con một cổ giao chịu trả tài ဒီနေရာကတော့ရဟန္တာတွေရဲ့တတ်တော်မူသောအများအပြားကိုဘုရားကုဧည့်သည်များအတွက်ဖူးမြော်လို့ရအောင်ထားရှိထားတဲ့နေရာပဲဖြစ်ပါလေဒီလိုထားရှိထားတဲ့အတွက်ကြောင့်လေရဟန္တာတွေရဲ့တတ်တော်မူသောအများအပြားကိုဖူးမြော်ပူဇော်ခွင့်ရခဲ့ပါလေစီရီတော်မြတ်ကြီးအားတည်ထားပူဇော်တော်မူသောဆရာတော်ဘုရားဤပုံတော်ပဲဖြစ်ပါလေကျွန်တော်လည်းအတူဒီတတ်တော်မူသောကံ့စီရီတော်အားဖူးမြော်ကြရအောင်လက်ခံကြပါဦး ဇေဒီတော်အားခန္ဓာနာဖရာဆူနာမီနှင့်တပ်ပြီးနှင့်အစရှိတဲ့တကယ်ဖရာသုံးစုပုံစံတွင်လည်းနှိမ့်ညမ်းပြီးတော့ဉာဏ်တော်အမြင့်တရားရှိပေနဲ့ဤထားခြင်းဖြစ်တယ်လို့သိရပါတယ်။ ဖရာအတွင်းပိုင်းမှာတော့ဒီရက်လေးမျက်နှာကိုမျက်နှာမူထားတဲ့ပွင့်တော်မူပြီးဖြစ်သောဖရာလေးစုအားလည်းမြင်တွေ့ပူးမြော်ကြရမှာပဲဖြစ်ပါတယ်။ ဆရာဝန်ထဲမှာလည်းအခုမြင်တွေ့ရတယ်လို့အင်ဂျန်တန်ရှင်းတဲ့ Fred Wolf တင်တယ်တပ်ပေတဲ့အဖြူရောင်ဇီးဒီများလက်ရပြောင်မြောက်သေးတဲ့စင်းလူတော်များနဲ့ပြည့်နှက်နေပါတယ်။ရန်ကုန်မြို့ရဲ့အထင်ကရမဟုတ်သေးပေမဲ့လည်းနောက်တစ်ချိန်မှာအထင်ကရဖြစ်လာမယ်ဇီးဒီတစုလို့လည်းပြောလို့ရနိုင်ပါတယ်။ ားဖို့အဆင်မပြေသူတွေအတွက်ကတော့ရန်ကုန်မြို့နဲ့တိတ်မဝေးတဲ့ဒီစီရီဟာလာရောက်မှုမျိုးအပန်းဖြေလို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဖျားဘူးဘလော်လေးကဒီနေရာမှာပဲအဆုံးသတ်ပါတယ်။ကြီးစုအားပေးသူတိုင်းအားလည်းသူပဲကျေးဇူးတင်ရှိပါတယ်။